ောင်းရက်တဲ့ပုဂ္ဂိုလ်ရှိလို့ရှိရင်မကြားချင်အောင်ဆောင်လို့ရှိရင်နားပဲ့နဲ့တည်းတဲ့နောင်ဘွားဟုတ်လားနောင်ဘွားနားပဲ့နဲ့တည်းအဲ့မကြားချင်အောင်လည်းမဆောင်နဲ့မသိချင်အောင်လည်းမဆောင်နဲ့ကိုပေးနိုင်တယ်လို့ပေးလိုက်နော်မပေးနိုင်လို့ရှိရင်ငါမှကဘာမှမရှိဘူးနော်တခြားတော့တောင်းတော့ငါမှတကယ်မရှိဘူးအခုငါပေးเสียဘာမှမရှိဘူးလို့ပြောလို့ရဟုတ်ကဲ့ ရင်းညူဆိုတာရရောတာပေးကန်အိန္ဒိယသွားတော့ကတခါတရောင်းစားတယောက်ကလူတယောက်ကလူတယောက်ကလာတောင်းတယ်အဲ့ဒီလူကဘာလို့ပရိုဒီစားနေနံပြားလို့ခေါ်မျိုးပေါ့နော်ပရိုဒီစားနေတာတရောင်းစားတယောက်ကလာတောင်းတော့သူကဘာလို့တုံဆိုရင်အဲ့ဒီ ရိုဒီကိုလုံးပြီးတော့အဲ့ဒီတရောင်းသားကိုရင်ဘက်ကိုအဲ့ဒီရိုဒီနဲ့ထုလိုက်တာထုလိုက်တော့အဲ့ဒီသူစားနေတဲ့ရိုဒီနဲ့ရင်ဘက်ကိုထုပြီးရင်ဘက်တောင်မဟုတ်မျက်နှာတောင်ပေါက်လိုက်တာ ਨੇ တရောင်းသားကအဲ့မြေကြီးပေါ်ကျသွားတဲ့ရိုဒီကိုကောက်ပြီးတော့စားပါစားနော်စိတ်မဆိုးတဲ့အပြင်အဲ့တော့ ဒီလူကတော့ကုသိုလ်ရဖို့တော့တိတ်မရှိဘူးเนาะတောင်းရမလားလို့စိတ်ကထိုးဆိုးလိုက်သေးတယ်ဆိုးပြီးရိုဒီနဲ့မျက်နှာကိုပေါက်လိုက်ထားအဲ့ဒါဖိုးကောင်ကအตาလေးကောက်ပြီးတော့စားသွားချဒါမျိုးတွေတခါတွေးခဲ့ဘူးတယ်ပေါ့အေးကိုပေးမယ်ပေးရင်ချိုးချိုးသာသာရော့အင်းလို့ပေးလိုက်လို့ရှင်သူ့မှာကုသိုလ်ကြီးအများကြီးဖြစ်သွားမှာပဲပေါ့ ဝရင်းယူဆိုတာအဲ့ဒါပြောတာတောင်းလာတဲ့ပုဂ္ဂိုလ်ရဲ့ဆန္ဒကိုသိတယ်အတိမပြုတ်တယ်ဝိတ္တမစ္ဆရာငါသာတုံးမယ်ဆိုတဲ့စိတ်မရှိဘူးအေးကိုငပြောသည်စားနေတယ်တဝက်ကြံသေးရင်တဝက်ပေးလိုက်ပေါ့ပေးရပါပဲဟုတ်လားမုံလေးတစ်ချက်စားနေတယ်လာတောင်းတဲ့လူရှင်ပေးလိုက်ပေါ့ကြံတာလေးဒီလိုဆိုလိုတာပေါ့နော် အေးအဲ့လိုတရားလည်းရှိတယ်သီလလည်းရှိတယ်တောင်းရတဲ့ပုဂ္ဂိုလ်တွေရဲ့စကားကိုနားလည်ပြီးဘယ်တော့မှငါသာသုံးမယ်ဆိုတဲ့စိတ်ဓာတ်မရှိဘူးများကိုမျှဝေပြီးတော့သုံးမယ်ဆိုတဲ့ရှိရှိတဲ့ပုဂ္ဂိုလ်ဟာလူထဲမှာတင့်တော့တင့်တယ်ဖြစ်တဲ့ပုဂ္ဂိုလ်မျိုးရှိတယ်ဖြစ်တယ်တရားတရားကောင်းဘာနဲ့ဥပမာတူတော့ဆိုရင် တိန်တိုင်မဲကြီးတွေကနေပြီးတော့ဖောက်ထွက်ပြီးပေါ်လာတဲ့လမ်းမင်းကြီးဟာကျက်တည်ရှိတယ်လို့ပဲတရားတရားရှိပြီးကိုချင်းသီလနဲ့ပြည့်စုံပြီးနော်လူရတနာတဲ့အလုပ်တွေလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာတိန်တိုင်တည်းကထွက်ပေါ်လာတဲ့လမ်းမင်းလို့လူလူကြားမှာတင်းတော့တင်းနေရှိတယ်လို့အဲ့ဒါငေါက်ခါဟိုကခိုင်းတာခိုင်းဒီလိုဟောတယ်အဲ့ဒါမကြိုက်ဘူး